လက်ထက်မဲ့အမျိုးသမီးရညာဖျော်ဖြေသူလေးဖြစ်နေတဲ့အပေါ်မှာဖြည့်ရှင်းလာခဲ့တဲ့နေတွေပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်မြန်မာဆယ်လီအင်ကယ်ဘီချ်ကနေပြီးတော့ကြေဆိုလိုက်ပါတယ်နေတွေကဗီဒီယိုဇာတ်ကားခင်မှာပရိသတ်အားပေးလက်ခံရတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့အခြေရေးအခြေအရာမှာဆိုရင်တော့ တာဝန်မယူတတ်ပဲနဲ့တပတ်မင်းကလေးကိုနင့်နာစေတဲ့အကြောင်းအရာတွေကြောင့်ဝေဖန်မှုတွေမြင့်တက်ခဲ့ရတာပါဘေဘီမောင်ရဲ့ညီမဖြစ်သူတန်စင်မောင်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးတော့မှအဆက်တွေခွဲပြီးတော့ပြစ်ချခဲ့တာကိုအမုန်းပွားခံရတာဖြစ်ပါတယ်ဒါအပြင်နေတွေရဲ့မိခင်ဖြစ်သူကိုရိုင်းကတဘောမတူသလိုနေတွေရလည်းသူ့အနေနဲ့အမေချစ်သားအနေနဲ့စကားနားထောင်ခဲ့တာဖြစ်ပါတယ် တန်စံမောင်တဲ့အဖြစ်ပြက်တွေရလဲကြာခဲ့ပြီမို့နေတွေရမကြခင်မှာလက်ထက်တော့မှလည်းဖြစ်ပါရင် မိခင်ဖြစ်သူသဘောကျတဲ့သူနဲ့သာလက်ထက်မဲဆိုပြီးတော့အင်တာဗျူးတွေမှာအမြဲဖြေဆိုခဲ့တာကြောင့်လက်ထက်မဲသူကိုလည်းပရိသတ်တချို့ကစိတ်ဝင်စားနေကြပါရဲ့ နေတို့ရောက်ပြီးခဲ့တဲ့လပိုင်းအတွင်းမှာကလေးကချစ်သူဖြစ်နေခဲ့တဲ့ကောင်မလေးနဲ့လက်ထပ်မှာဖြစ်ပါရယ်။ကောင်မလေးနဲ့လက်ထပ်ဖို့ဆုံးဖြတ်ပြီးပြီဖြစ်တဲ့အတွက်နေတို့က pre-wedding ပုံနေလဲရိုက်ပြီးသွားကြပြီဖြစ်ပါရယ်။အဖြစ်ရောသူတို့သမီးဝတ်စုံလေးနဲ့ pre-wedding ရိုက်နေတဲ့ဗီဒီယိုလေးတွေကိုချပြပြီးတော့ပရိသတ်တွေကိုအသိပေးလာခဲ့တာဖြစ်ပါရယ်။ဒါကြောင့်မို့မကြခင်မှာနေတို့ကလက်ထပ်တော့မယ်ဆိုတာသိကြသွားပြီဖြစ်ပါရယ်။ဒါအပြင်သူလက်ထပ်မဲ့အမျိုးသမီးကညဘက်မှာဖြတ်ပြေးတဲ့ DJ မယ်လီတယောက်လည်းဖြစ်နေတာပါ။မိခင်ဖြစ်သူကဒါအဖြစ် ြစ်သူယူမဲ့အမျိုးသားကိုအမျိုးမျိုးစီစစ်ရွေးချယ်နေပြီးတော့မှအခုလို DJ သမားတယောက်နဲ့သဘောတူလိမ့်မယ်လို့မထင်ထားကြပါဘူး။ကောင်မလေးရောက်အဖွဲကြီးတွေကိုလည်းတီးနေတဲ့ DJ သမားတယောက်ဖြစ်ပါတယ်။ ဒီဂျီသမားတယောက်ဖြစ်တဲ့အဝယ်စားဝတ်တဲ့နေရာမှာလဲခက်ဆန္ဒဖြစ်တယ်။အခုလိုမျိုးပုံစံနဲ့ကောင်မလေးကိုချွေးမတော်လိမ့်မယ်လို့မထင်ထားကြပါဘူး။တန်စမောင်နဲ့တော့ကနေထွေးရမိခင်ကကန့်သက်ချက်တွေအများကြီးထားရှိခဲ့တာပါ။ဒါပေမဲ့အခုလက်ရှိမှာဆိုရင်တော့ဘာကန့်သက်ချက်မှမရှိတော့ဘူးလားဆိုပြီးတော့မိကွန်းထုတ်နေကြတာလည်းဖြစ်ပါတယ်။အခုလိုပြောဆိုနေကြတဲ့သူတွေကိုနေထွေးရသူရွေးချယ်လိုက်တဲ့အမျိုးသမီးကခက်ပေါ်ပေါ်အရေးချင်းနေမဟုတ်ဘူးဆိုတာကိုခြားပြလာခဲ့ရလည်းဖြစ်ပါတယ်။ ကောင်မလေးကအများပြောနေတယ်လို့ဒီဂျီမာလီတယောက်ဖြစ်တယ်ဆိုတာကိုလည်းဝန်ခံလာခဲ့ပါတယ်။ဒါပေမဲ့ဒီဂျီတီတာကဝါသနာအရရက်တည်နေတာဖြစ်ပြီးတော့မျိုးရိုးမြင့်ပညာတတ်တယောက်ဆိုတာကိုထုတ်ပြောလာခဲ့ပါတယ်။ကောင်မလေးကအင်ဂျင်နီယာတယောက်အဖြစ်ကိုပွဲရပညာတတ်ဖြစ်ကြောင်းလည်းထုတ်ကြောလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ညာဖြောပြေသူဒီဂျီမာလီဖြစ်နေတာကလည်းဝါသနာအရလောက်တာမို့နေတွေးရခွင့်ပြုထားတာပါ။ကောင်မလေးကနေတွေးရမိခင်နဲ့လည်းအရန်ကိုရင်းနှီးပါတယ်။မိခင်ဖြစ်သူနဲ့အဆင်ပြေလို့သာအိမ်အောင်ဘက်အဖြစ်နေ တွေရရွေးချစ်လိုက်တာဖြစ်ပါတယ်။လူအများကတော့ကောင်မလေးကရှေ့မှာဖြစ်ခဲ့တဲ့အရာတွေထပ်ဖြစ်မှာမကြောက်ပဲလက်ထပ်ဖို့ဆုံးဖြတ်ထားတာလားဆိုတော့ကိုသိကျင်နေကြပါတယ်။တန်စင်မောင်ကတော့အချစ်သက်လေးထပ်မရှာတော့ပဲတယောက်တည်းဖြစ်တန်းလို့နေတာဖြစ်ပါတယ်။ဖျားတရားလုပ်ပြီးတော့အပူပင်လည်းမရှာတော့ပဲတရက်ထက်တရက်ပိုလာအောင်သာဖြတ်တန်းလို့နေတာဖြစ်ပါတယ်။ပရိသတ်တရားတော့နေတွေရဲ့အိမ်တော်ကြီးကဘလို့တွေဖြစ်လာမလဲဆိုတော့သိကျင်နေကြပါတယ်။မိခင်ဖြစ်သူသဘောကျနေတဲ့အောင် DJ မယ်လီကိုရွေးချယ်ပြီးတော့လက်ထပ်တော့မဲ့နေတွေ ွေးအပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်